မင်္ဂလာပါကျွန်တော်စရင်ပညာရဲ့အရေးပါပုံအရေးကြီးပုံကိုနဲ့ kait မဲ့အရာကိုကိုကရွေးချယ်ပြီးသွားပြီဆိုတော့ဥမာတချို့ကတီဂီတာ musician တချို့ကအနုပညာလုပ်ရင်လည်းလုပ်မယ်တချို့စရင် kait လုပ်မယ်တချို့ engineer လုပ်မယ်အဲ့လိုမျိုးကိုရဲ့အတက်မဝင်ကြောင်းကိုရွေးချယ်ပြီးဆိုရင်ဖြစ်နိုင်ရဲ့ကိုရဲ့အတက်မဝင်ကြောင်းကို master level အထိတွားနိုင်တာကောင်းတယ်ဥမာကိုစရင် kait ဆိုရင် artisan level 1 2 level 3 ठी ကအရင်မှပြောသလိုပဲ နိုင်ငံခြားတွေအတွက်ကဒီ first year နဲ့ညီတယ်ဆိုတော့ကိုက level 3ပြီးသွားလို့နိုင်ငံခြားသွားမယ်ကျောင်းဆက်တက်မယ်ဆိုတော့နောက်ထပ်တစ်နှစ်နဲ့ပေါင်း3နှစ်လောက်တက်မှပဲ bachelor ရမှာ bachelor of finance and accounting ရမှာအဲ့ဒါကြောင့်ကိုကဒီ ssc level 1 2 3လောက်နဲ့မြန်မာပြည်မှာတော့အမေတော်တခုရထူးအဆင့်တော့ရမယ်မနိုင်ငံခြားတွေသွားမယ်ဆိုတော့အဲ့ဒါနဲ့ရဖို့ကခက်လိမ့်မယ်အဲ့ဒါကြောင့်နိုင်ငံခြားတွေမှာရောက်ကွလွယ်လွယ်ကူကူနဲ့ရချင်တယ်မြန်မာနိုင်ငံသွားသွား ဒီကိုရဲ့ professional နဲ့လို့ရချင်တယ်ဆိုရင်ကိုရဲ့ကျွမ်းကျင်မှုကို professional assent ထိမြင့်တင်ဖို့လိုတယ်။ normal star level အဲဒါကြောင့်ဒီစရင်ကိုင်ဆိုရင်ဥပမာကိုကလက်မရရုံတင်မဟုတ်ရတော့လက်မရရဲဆိုရင်တင်ဖို့ပဲနဲ့စာရရဲ့ teacher နားလည်ရမယ်။ဆိုတော့အလုံးမလုံးပဲလက်တွေ့မှာပဲလို့သုံးတယ်ဆိုတာ teacher လေးနားလည်ရမယ်။အတွေ့အတွေ့ကြုံလည်းရှိဖို့လိုအပ်တယ်။အလုပ်တွေရှောက်ပြီးတော့ဝင်ပြီးတော့လုပ်ကြည့်မယ်။အဲဒီမှာဥပမာစရင်တွင်းတဲ့ပုံစံပြီးရင်စရင်ချုပ်တာတွေ နောက်ဆုံးကိုကအလုံးမရှိလို့အလုံးပြုတ်သွားလို့ဖြစ်ဖြစ်အလုံးမရှိတဲ့ချိန်မှာကိုရဲ့အတိမိတ်ဆွေတငယ်ချင်းတယောက်ယောက်ကအကူအညီတောင်းလို့သူတို့လုပ်ငန်းသူတို့ကုမ္ပဏီစင်းတွေချုပ်ပေးပါဆိုရင်ကိုကဘသူ့ကိုမအားကိုမင်းလေးစီမလို့ကနဲ့တန်းပြီးတော့သူတို့လိုချင်တဲ့စီရင်ကိုဆွဲတတ်နိုင်တဲ့အထိကိုတက်မြောက်ထားမယ်ဆိုရင် professional အဆင့်ဖြစ်သွားမယ်နော်အဲ့ဒီအဆင့်ကြီးကိုကိုရအောင်တော့စူးစမ်းပေးဖို့လိုတယ်။အဲဆိုကိုကအစ်စ်မွေးဝင်းကြောင် အဖြစ်ယူပြီး professional အဖြစ်ယူပြီးဆိုတော့ပုံမှန်အနေထားပေါ့နော်ဝင်ငွေဝင်ငွေကောင်းတဲ့အနေထားအဆင့်တစ်ခုရောက်ဖို့အတွက်ဘယ်နေရာရောက်ရောက်အဲ့ဒီကိုယ့်ရဲ့ကြွကျင်မှုကိုအတုံးချနိုင်မှာဖြစ်တယ်အဲ့လိုလုပ်ဖို့အတွက်ကအရေးကြီးတဲ့ foundation တစ်ခုလိုတယ်အဲ့ဒါကပါလဲဆိုတော့ကျွန်တော်ဆယ်ကနေပြီးသွားရင်လူငယ်တော်များများတင်းနှံနေတက်တဲ့ညကောင်ကအဲ့ထဲမှာကွန်ပျူတာအင်္ဂလိပ်စာအင်တာနက်တွေပြည့်စုံရအခြေခံတွေတက်တယ်ဆိုတော့အဲ့ဒီကွန်ပျူတာအင်္ဂလိပ်စာအင်တာနက်ကလုံးဝ ရေးကြီးတဲ့ foundation ဖြစ်တဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုကို professional အဆင့်ထိကောင်းကောင်းလေးလုပ်ပေးနိုင်ဖို့ကအဲ့ဒီဘာသာကလိုတယ်။ဘာဖြစ်လို့လဲဆိုတော့အခုဘယ်ဘာသာရဲ့မဆိုကွန်ပျူတာနဲ့အကုန်လုံးတွဲနေတယ်။ဒါပေမဲ့ကွန်ပျူတာမတုံ့တက်ဘူးဆိုတော့ရတယ်။ဒါပေမဲ့ကိုက level နိုင်တဲ့နေရာမှာပဲရှိနေမှာ။ဥပမာ musician တယောက်ဆိုတော့ keyboard တီးတဲ့သူတွေဒီတချို့ guitar တီးတဲ့သူတွေကြီးကြီးလိုက်တချို့အစင်းမြင့်ပွဲတွေမှာဆိုသူတို့ရဲ့ keyboard ပေါ်မှာ computer နဲ့ data လေးသူတို့က control ထားတာပေါ့နော်အ ်တကယ် professional ဖြစ်သွားပြီကိုယ်အဲ့ဒီအရာတွေမတုံးတက်ရင်အောက်ခြေပိုင်းမှာပဲတို့ရှာရတော့အောက်ခြေပိုင်းဖြစ်တဲ့အခါမှာကိုယ် professional စနစ်မတက်လန်းတော့နေရာတိုင်းမှာကိုယ်ကိုယ့်ရဲ့ကြောင့်ချင်းကိုကတုံးလို့မရတော့ဆိုပါတော့ဥပမာကိုကရန်ကုန်မှလေးမို့တဲ့နယ်မြို့မှာနေမယ်ကိုယ့်ရဲ့နယ်မြို့မှာကိုကတော့ CI ဖြစ်ကောင်းဖြစ်မယ်ဘာလို့ကိုယ့်ရဲ့နယ်မြို့မှာဆိုကိုယ့်ရဲ့ data စကားပဲတုံးရမယ်ဥပမာတချို့တိုင်းဒါတွေဆိုမြန်မာစကားမကျွမ်းမသိမကျွမ်းဘူးနော်အင်္ဂလိပ်စာလည်းမကျွမ်းဘူးဒါပေမဲ့ကိုယ့် data မှာတော့ကိုကတော့ CI ကိုယ့်ရဲ့ correct ကိုမရှိတော့ဒါပေမဲ့ရန်ကုန်မှလေးရောက်လာတဲ့အခါမှာ မြန်မာစကားမပြောတတ်ရင်လုံးဝစီပြုတ်ဘယ်တော့ပဲကျွန်ကျွန်။ထိုရင်းတူဆိုတာပဲကိုကမြန်မာပြည်မှာနေပြီးတော့မြန်မာစကားတတ်တယ်။ကျွမ်းကျင်မှုလည်းရှိတယ်။ဒါပေမဲ့အင်္ဂလိပ်စာတွေကျွမ်းမှုအင်တာနက်တွေကတော့မတုံးတတ်ဘူးဆိုရင်နိုင်ငံခြားရောက်ဒုက္ခရောက်ပါမယ်။ဆိုတော့အဲ့လိုမျိုးလေးတွေဖြစ်တယ်။အဲ့ဒါကြောင့်ဒီကိုရဲ့ skill တစ်ခုကို professional အဆင့်ထိတက်လမ်းချင်လဲဆိုရင်ဒါမှမဟုတ်ဘယ်နိုင်ငံဘယ်နေရာရောက်ရောက်ကိုရဲ့ကျွမ်းကျင်မှုကိုအတုံးချချင်လဲဆိုရင် ်ဒါအင်္ဂလိပ်စာကွန်ပျူတာတာလုံးဝမဖြစ်မနေလိုတယ်ပြီးရင်အင်တာနက်တုံးတက်ရမယ်အင်တာနက်လို့ပြောတဲ့အခါမှာဒီ Facebook တွေလောက်ပဲတုံးတက်တော့ပြောတာမဟုတ်ပဲနဲ့အင်တာနက်ပေါ်မှာဒီကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ဆိုင်တဲ့ဘာသာရပ်နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့လေ့လာမလားလိုအပ်တဲ့အချက်လက်တွေရှာမလားအဲ့လိုရှာတတ်တာပြောတာဖြစ်တယ်။ဟောအဲ့ဒီမှာ email တွေ social media တွေတုံးတက်တာလည်းပါမယ်။ internet ကနေကိုလိုချင်တဲ့ information တွေရအောင်ယူတတ်တာပြောတာ။ပြီးတော့ဒီခက်မှာဆိုလဲ AI AI ကလည်းမဖြစ်မနေတုံးတက်ရမယ်။ အဲ့ဒါကလူငယ်ထိုက်အတွက်အရေးကြီးတယ်။အဲအကြောင်းဒီအင်္ဂလိပ်စာကွန်ပျူတာအင်တာနက် AI တွေတုံးတာကအဲ့ဒီသင်တန်းတွေတက်တာကအဲ့ဒါနဲ့ကိုကအလုပ်ရဖို့မဟုတ်သေးဘူး။ကိုရဲ့ professional အတွက် foundation ပဲဖြစ်တယ်နော်။အဲ့ဒါကြောင့်အဲ့ဒီ foundation နဲ့တစင်ကိုရဲ့ကျွမ်းကျင်မှုကိုလည်း master level ဒါမှမဟုတ် professional အဆင့်ထိရောက်အောင်ကြိုးစားမှဒါဆိုရင်ကိုရဲ့ဘဝအခြေအနေကနော်ကိုလိုချင်တဲ့ပုံစံမျိုးတက်တက်တာတာဖြစ်လာမှာဖြစ်တယ်။စီရင်ကိုင်း ပညာနဲ့ပတ်သက်မယ်ဆိုရင် LTC level 3လောက်နဲ့မှာပဲနဲ့အနည်းဆုံး ACCA ရဲ့ part 1လောက်ထိပေါ့နော် ACCA part 1လောက်ထိကိုလေ့လာထားမယ်ဆိုရင် level 3နဲ့ part 1ကတင်ခွာတော့ data set တက်နိုင်လဲဆိုရင် part 2လောက်ထိကိုတက် part 2လောက်ဆိုရင်ကွာ master level အမမွန် bachelor level လောက်ရှိ international အဆင့်မှာ English ကလည်းပြောတတ်တယ်ဆိုရင်မြန်မာပြည်မှာနေတယ် Australia မှာအလုပ်လျှောက်လုပ်ရတယ်နော်သူတို့ main နဲ့ interview မှာဖုန်းနဲ့ English လိုပြောမယ်ကိုယ်လည်း English လိုဖြေနိုင်မယ်လက်တွေ့လည်းလုပ်တတ်မယ် ဒါဆိုဘာမှမလိုတော့ဘူး။သူတို့လက်ခံတယ်ဆိုတော့သူကလုံးလိုက်ယုံတယ်။နော်အဲ့လိုမျိုးလက်နိုင်ငံတကာတွေမှာအများကြီးပဲ။ဥပမာ US မှာဆိုရင် India ကလူတွေနိပညာ IT နဲ့ပတ်သက်တဲ့လောလောဆယ်တွေအများကြီးရတယ်။တကယ်ကြွနဲ့အင်္ဂလိပ်စာရတယ်။ရပြီလေ။နော်အကြောင်းကိုယ့်ရဲ့ကျွမ်းကျင်မှု skill ကို professional ဖြစ်ရအောင်သွားပါ။ပြီးရင်အဲ့ဒီ professional အဆင့်ထိရောက်ဖို့အခြေခံ computer အင်္ဂလိပ်စာ internet ai အရင်ဆုံးလေ့လာပါလို့အားပေးခြင်းနဲ့